အလကရဗျူကချုပ်ဆိုးပါတယ်ခုနှစ်နှစ်နိုဝင်ဘာ2025မနေ့ညကမိုးကုတ်ကတန်မုံတီးတဲ့တွေချားလာမိုးကုတ်တမြို့လုံးတန်မုံတီးတာဒီအတန်နဲ့ဒီသတင်းကိုကြားပြီးဒီဗီဒီယိုကိုကြည့်လိုက်ရတဲ့အချိန်မှာ2021ခုနှစ်ကာလတွေကတန်မုံတီးပြီးတနိုင်ခံလုံး ်စစ်တပ်ကိုစန့်ချင်ခဲ့ကြတယ်တံပုံးတပိတ်တံပုံးတီးတပိတ်ပေါ့ဗျာတံပုံးတီးတဲ့အလေးထားနဲ့အစင်လာကတော့နေစန်းတရက်နေမှာမကောင်းဆိုးဝါးတွေကိုနှင်ထုတ်တဲ့တံပုံးတီးတော်ထုတ်တယ်ဆိုတဲ့အယူဆကနေစတင်ပြီး2021မှာတော့ဖစစ်စစ်မိတ်စာတစုကိုမောင်းထုတ်ကြမယ်ဆိုပြီးလူငယ်တွေကတံပုံးတီးတပိတ်ကိုစတင်လှုပ်ဆော်ကာကစခဲ့ကြတယ်အဲ့ဒီတပိတ်မှာ တနိုင်ငံလုံးည၈နာရီဆိုရင်တန်ဘုံတီးတန်နေညံနေတာပဲမနေ့ကမုဟုတ်တန်ဘုံတီးတန်ကိုကြားတဲ့အချိန်မှာမြန်ဝန်းနေတဲ့မှာ2021ကာလစီကတန်ဘုံတီးတန်တွေနဲ့ကြက်သိမ်းများဖြန်းဖြန်းထပြီးအဲ့ဒီကာလစီကိုပြန်ရောက်သွားခဲ့ပါတယ်ပြည်သူဟာဖက်စစ်တပ်ကို လုံးဝလက်မခံဘူးလုံးဝစန့်ချင်တယ် ဒီအချက်ကိုတည်တည်ချာချာပြသပြီးဖြစ်ပါတယ်တရားရာဂိုင်းလုံးချိန်တည်ပြီးသူကပြသပြီးဖြစ်ပါတယ်ဒါဆိုရင်အခုဘာဖြစ်လို့ငြိမ်နေတာလဲအခုဘာဖြစ်လို့ပျော်နေတာလဲလို့တချို့ကမေးကြမယ်မငြိမ်နေလို့မရဘူးမငြိမ်နေအပြစ်ခံရမှာတဏ္ဍနဲ့ပြစ်တက်ခံရမယ်ဘဝဖြတ်ခံရမယ်သူတို့မှာသူတို့ကိုကာဝယ်မယ်လို့မရှိဘူးကျွန်တော်တို့ခမရတို့ အန်ယူဂျီတို့ကပြည်သူကိုဒီလိုလုပ်ပါလို့ပြောရင်ပြည်သူကလုံမယ်အဲ့ပြည်သူကိုခင်ဗျားတို့ကျွန်တော်တို့ကာကွယ်နိုင်သလားအန်ယူဂျီကာကွယ်နိုင်သလားတမေးကုန်ပါအဲ့လိုမကာကွယ်နိုင်လို့ကြောက်နေတော့ခင်ဗျားတို့ကြောက်တော့လုံးဝမလုံနဲ့ကြောက်ကြောက်ကြောက်စစ်တပ်ကကြောက်နေလို့ပြောတာမဟုတ်ဘူးလုံလို့ရသလောက်အခွင့်ရသလောက်အခွင့်ရရသလောက်ပြည်သူကလုံတယ်ပါတယ်စစ်တပ်ကလည်းအဲ့ဒီပြည်သူပါဝင်လာမှုကိုရိုက်ချိုးတယ်ကြောက်တယ် မနေ့ကမိုးကုတ်တံပုံးတီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ကတော့လေလီမြန်နဲ့ဘုံလာကျဲမှာဒီလိုလုံးလိုက်ရင်လီမြန်နဲ့ဘုံလာကျဲမယ်တချို့ကတော့လေဒါပြည်သူလူထုရဲ့စိတ်ခွန်ကသူတို့မျိုးသူတို့ပိုင်တယ်ပေါ့အဲ့တော့အဲ့ဒီယူဆနှစ်ရက်ထွက်တယ်ပေါ့ဗျာတချို့ကတော့လေအာဒါဘုံလာကျဲလိမ့်မယ်ပေါ့ဟိုစီမီတပိတ်တုံးကဘုံကျဲပြီးပြီအဲ့တော့ဒါပြည်သူသဘောထားပါ မိုးကုတ်မြို့ကိုသူတို့ပိုင်ပါတယ်မိုးကုတ်သားတွေကြိုက်တယ်လို့စီမံပိုင်ခွင့်ရှိပါတယ်မိုးကုတ်မြို့ကတံမုံတီးတဲ့ဟာကဘာကိုညံသွားပါတယ်မိုးကုတ်လိုပဲလွတ်မြောက်နေတဲ့နေမြေတွေကညာတိုင်းရှင်းနိုင်တံမုံတီးရင်မရဘူးလားကိုယ့်အိမ်မှာတော့ကုမတီးနဲ့တော်တယ်သွားတီးလေးမြန်လွတ်တဲ့နေရာတွေမှာတီးဒီတံမုံတံတွေဟာတော်လန်ရေးအတွက်အားပြစ်စေသူဘတ်စစ်တဲ့အတွက် တိမ်မင်းခေါ်တန်လို့ပဲအရန်ကြောက်ပါတယ်အဲ့တော့မိုးကုတ်မြို့ကိုဒီကနေ့ကျွန်တော်ဂုံပြုတ်တယ်မိုးကုတ်သူမိုးကုတ်သားတွေကိုဂုံပြုတ်တယ်လေမြန်လဲကျဲလဲကျဲတံပုံးမတီလဲကျဲတာပါပဲဗျာမနေ့ကဆိုရင်ဂျာရိုမော်တာနဲ့ဂျိုင်ရိုမော်တာနဲ့ဘာတိုက်ပွဲမှမရှိဘဲနဲ့ဘုံကျဲလို့သေခဲ့ကြတာမနေ့ကနှစ်နေရအဲ့တော့တော်လန်ရေးကိုလုံရင်ဘုံကျဲမဲ့ဆိုတဲ့အတွေးခေါ်အယူဆဟာစစ်တပ်ကရိုက်သွင်းပေးနေတာဖြစ်ပါတယ် သူတို့ကိုတော်လိုင်းသူတို့တတ်ပြင်မယ်သူတို့ကိုစန့်ကျင်တဲ့နေရာဘုံကျဲမယ်ဆိုတော့ကြောက်စိတ်ကစစ်တပ်ကတွင်းနဲ့ဝါရာမိုင်းဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တော်လိုင်းအင်အားစုကသူတွေကမကူးဆက်ဖို့လိုပါတယ်အဲ့တော့မကူးဆက်တော့မကူးဆက်စေချင်ဘူးတိုးတော်ပြည်သူလူထုကိုမသိဒုက္ခရောက်အောင်အန္တရာယ်ဖြစ်အောင်မြှောက်ပေးတာမျိုးတည်းမလုပ်စေချင်ဘူးတစ်ဖက်မှာတချို့ကိစ္စတွေက ပြည်သူကိုတာဝန်ခံမှုတာဝန်ယူမှုမရှိပဲလောက်กว่าလို့လက်လွတ်စပယ်လောက်တာမျိုးတွေကလည်းပြည်သူလူအတွက်အန္တရာယ်များတယ်။တပတ်မှလည်းမင်းတို့ငါ့ကိုစန့်ကျင်လေရင်နဲ့ဘုံကျဲမယ်ဆိုတဲ့အသည့်ကိုစစ်တပ်ကရိုက်သွင်းတယ်။အဲ့ဒီရိုက်သွင်းတဲ့အသည့်ကိုပြည်သူလူရဲ့အကြောက်တရားအဖြစ်ပုံဖော်ပုံဖော်ပုံဖော်မှာကိုမလိုလားဘူး။ပြည်သူကမကြောက်ဘူးပြည်သူကပါတယ်။ ဒါပေမဲ့သူတို့ကတစုံတရာကာကွယ်ပေးဖို့ပဲလိုအပ်နေတာဖြစ်တယ်။အဲ့တော့မိုးကုတ်တွေပတ်သက်ပြီးခဏခဏကျွန်တော်ပြောတယ်မိုးကုတ်မျိုးကိုကာကွယ်ဖို့ဟာမဟာပြူရအရေးကြီးတယ်။မိုးကုတ်ကြိုက်ရင်မိုးမိတ်ကြိုက်ရင်ဟင်းလင်းပွင့်သွားပြီ။အခုလေနောင်ချိုတီဘောတောက်လျှောက်စစ်ဆိုင်ထားတဲ့နေရာတွေကမိုးကုတ်နဲ့မိုးမိတ်ကို white ပိတ်ထားသလိုဖြစ်တဲ့အခြေအနေမျိုးလေးတွေ့ရတယ်။ဒါကြောင့်မို့မိုးကုတ်နဲ့မိုးမိတ်ကိုကာကွယ်နိုင်ဖို့ မန္တလေး PDF အပါဝင်တော်လိုင်းတက်တွေအားလုံးစုစည်းနေတယ်။တာဝူပြည်သူလူတွေကတောင်းတောင်းပြပြကြိုဆိုပြီးစစ်တပ်ကိုလက်မခံကြောင်းတန်မိုးဒီဆန္ဒထုတ်ဖော်တယ်။ဒါကြိုဆိုရမယ့်ကိစ္စ၊ဂုံပြူရမယ့်ကိစ္စတရက်လို့ကျွန်တော်အနေနဲ့တဲ့တဲ့ရှုမြင်ပါတယ်။ဒီအတွက်လေမိုးကုတ်သူမိုးကုတ်သားတွေရဲ့တော်လိုင်းတက်တိကိုဒီနေရာကနေလူမြတ်ကျော်ကဂုံပြူကြောင်းတခန်းတနာပြောကြားလို့ပါတယ်။ဒါကတစ်ချက်။နောက်တစ်ချက်က အကြောက်တရားသည်စစ်ရန်သူကိုကျွန်တော်တို့ကြောက်เสียရမလို့ရန်သူကကြောက်เสียရမကောင်းပါဘူးကျွန်တော်တို့ရဲ့မညီညွတ်မှုတာကကြောက်เสียရအကောင်းဆုံးပါကျွန်တော်တို့ရဲ့အကြောက်တရားကသာကြောက်เสียရအကောင်းဆုံးပါအဲ့တော့မင်းကတို့ကနိုင်ငံသားမှာဘေးလွရာနေနိုင်တာပေါ့နေပြီးတော့ပြောနိုင်တာပေါ့လို့စင်ကြေးပေးရတာပေါ့ဗျာကျွန်တော်တို့အနေနဲ့ပြည်တွင်းမှာရှိနေတယ်လေရသလောက်လောက်ရမှာဖြစ်တယ်လို့ ဆက်နေရင်လည်းကျွန်တော်တို့ကအခုလောက်ဆိုမသာပေါ်ပြီးအယိုးဆွေးနေလောက်ပြီအဲ့တော့ဒေါ်လာကြီးတရက်ကိုဆင်းရဲနေမှာအဲ့ဒီနေရာမှာကျွန်တော်ကျွန်တော်ကျွန်တော်ကိုတွေးနေထက်တူအားလုံးကိုဥပမာပြုချင်တာကပြည်ရင်းမှာနေပြီးဒေါ်လာကြီးဆင်းရဲဖို့ကျွန်တော်စဉ်းစားဘူးလေစဉ်းစားဘူးတဲ့နေရာမှာကျွန်တော်တို့2021 5လပိုင်းထိကျွန်တော်ကပ္ပစတိုက်ကြီးကပ္ပစနာမှာနေတာညကျွန်တော်9လပိုင်း ဓာတ်ကုံကကျွန်တော်ဂျန်ကုံနဲ့ထွက်တာအဲ့တော့ကျွန်တော်ရွတ်အတွက်ရွေးချယ်စရာကတခုပဲရှိတယ်အသက်ရှင်လျက်တော်လန်ရေးကိုဆက်ဆင်နိုင်မလားပြည်တွင်းကနေမထွက်ခွာဘူးကွာဆိုပြီးမယူးရဲနဲ့အင်အားကြီးမမျှတဲ့ရန်သူကိုယဉ်ဆိုင်မလားဆိုတဲ့အချက်နှစ်ချက်ကိုကျွန်တော်စဉ်းစားတယ်စဉ်းစားတော့ရန်သူကို တိုက်တဲ့နေရာမှာမနိုင်သေးပဲနဲ့ထပြီးတိုက်တာဟာမယူးရဲဆန်တဲ့ လောက်ရမျိုးဖြစ်တယ်လို့ကျွန်တော်ကယူဆတယ်။အဲ့တော့ရန်သူကိုနိုင်ဖို့အတွက်ငါတို့အချက်လက်တွေလိုအပ်တယ်။စုဖွဲ့မှုတွေလိုအပ်တယ်။အင်အားတွေလိုအပ်တယ်။လက်နက်တွေလိုအပ်တယ်။ခဲယမ်းတွေလိုအပ်တယ်။ဒီအတွက်ပြင်ဆင်ရမယ်ဆိုတဲ့အတွေးနဲ့ရန်သူကိုဆက်တော်လှန်ဖို့ငါအသေးမခံပဲငါတိုင်းပြည်ကငါထွက်မယ်။အသက်ရှင်နေတယ်မြရန်သူကိုအနိုင်ယူပိုင်ခွင့်ရှိတယ်ဆိုတဲ့အတွေးခေါ်ရ ကျွန်တော်တို့ပြည်တွင်းကနေ9လပိုင်းမှာကျွန်တော်ထွက်ပါတယ်2021 9လပိုင်းအဲ့တော့6လပိုင်းနောက်မှာ၄ကီကော်ကို ရောက်တယ်ဗောဗျာ၄ကီကော်ကနေတဆင့်ကျွန်တော်တို့တပ်စုဖွဲ့မှု လုပ်ပါတယ်အင်အားတော်တော်ကောင်းတဲ့တပ်ဖွဲ့ကြီးစုဖွဲ့မှုလုပ်ပါတယ်တမဟာခွန်နေမြီမှာတချို့တီးတဲ့လူတွေလည်းတီးပါတယ်ကျွန်တော်အကုန်ရှင်းရင်ညောင်မြတွင်းပေါ့တင်ဦးပုံမှာဆိုလို့ကျွန်တော်အကုန်မပြောတာအဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အဲ့ဒီတက်မာခွန်တဲကတော်တော်များများသိပါတယ်အဲ့ကျွန်တော်တို့တက်တီလို့မရလောက်အောင်ကိုအနောက်ရှက်ပေးရခံရတာတွေအများကြီးကြုံဘူးကြုံခဲ့ရတယ်ဒီလိုအချိန်ကြီးပေါ့ဗျာနော်အဲ့တော့တော်လန်ကြီးကိုကျွန်တော်လက်နဲ့ကင်ရဲ့နီးလေဆင်နွဲမှာရလိမ့်မယ်ဆိုတဲ့အယူအဆစစ်အနိုင်တိုက်မှာနိုင်မယ်ဆိုတဲ့အယူအဆကိုလွန်ခဲ့သော၄နှစ်တည်းကကျွန်တော်တို့ခန့်ခိုင်မှမှာကင်ဆွဲထားပြီးသားပါအဲ့တော့ကျွန်တော်တို့ရွေးချယ်ရမှာကရှင်းတယ် အသက်အသေးမခံပဲအနိုင်ယူခွင့်ကိုဆက်လက်စုပ်ကင်ပြီးတော်လန်ရေးကိုဆင်နွှဲမယ်အကမတင်လို့ချွတ်ချော်တိမ်ပါပြီးအန်တရေဂျုံရလို့ဒေဆုံးမှုတွေဖြစ်တယ်ကြာဆုံးမှုတွေဖြစ်တယ်ဆိုတာလေကြာဆုံးခဲ့ရင်တော့ဂုံယူစရာပဲတော်လန်ရေးကိုဆင်နွှဲမယ်ဆိုတဲ့စိတ်နဲ့ချရတယ်ဗျာအဲ့တော့ 2021 22ကာလတွေမှာပြည်သူလူထုဟာအုံထလှူတာအဲ့ဒီကျွန်တော်တို့တီထောင်တဲ့တက်စကန်မှာဆိုရင်အနှွေးတွေကကိုတော်လိုက်လှူတဲ့တန်းတဲ့ပတ်စံဟာလေအဲ့ဒီ page ကိုမဖွင့်ရဲဘူးဖွင့်လိုက်တာနဲ့အာတတောင်း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 နဲ့လှူကြတန်းကြကူညီရတယ်အဲ့ဒီကာလနဲ့တပြိုင်နဲ့၄ kg ကိုတိုက်ပွဲဖြစ်တယ်၄ kg ကိုဖက်စတဲ့ကဆေချောင်းဝင်တိုးတဲ့အချိန်ပါကျွန်တော်တို့ ਨੇ အခုကျွန်တော်ညီညီလို့ပြောလို့ရတဲ့ကိုစိုင်းတော့နော်စိုင်းနေလင်းအမှန်တော့တူတီထောင်တဲ့တက်မှာကျွန်တော်ကနိုင်ငံရေးရသွားပြီးတော့ကုညီပေးတဲ့သဘောပါပဲဘာကြလို့ဘာတာဝင်မှမယူဘူးအဲ့တော့ तू အဖမ်းခံခဲ့အဖမ်းခံလိုက်ရတယ်အဲ तू အခုပေါ့အဖမ်းခံနေရတယ်ဖမ်းအံထောင်မှာရှိတယ်မြောက်ရီမှာအဖမ်းခံလိုက်ရတာအဲ့ဒါကြီးရှုပ်ထွေးလို့ကျွန်တော်မပြောတော့ဘူးအဲ့တော့စိုင်းနေလင်းဥဆောင်တဲ့အဲဒီရဲဘော်တွေပေါ့ဗျာလေကစ်ကောင်မှဝင်တိုက်ဖို့အတွက်မြောက်ရီမြို့ပေါ်မှာ လက်နက်အပြည့်စုံနဲ့ပြင်ဆင်ထားတယ်။ဒါမဲ့လေကစ်ကိုလုံးဝဝင်မရဘူး။ဘသူမှခေါ်မသွင်းနိုင်။အဲ့လိုအခြေအနေမျိုးတွေရင်ဆိုင်။အဲ့တော့ကျွန်တော်တို့ဆက်တော်လံမှုအခွင့်အရေးရချင်ရင်အသက်ရှင်အောင်နေရမယ်။ဉာဏ်ပညာနဲ့တိုက်ရမယ်။တတိတမန်ဉာဏ်မြေ group တော်လံအတိလုံကြုံရေးတတိနဲ့ဆက်ဆင်ရွယ်မယ်ဆိုတဲ့စိတ်ကူးနဲ့ ဆုတ်ခွာခဲ့တယ်ပေါ့ဗျာဒီကိကောလည်းအမှကြသွားတာတော့ပြဿနာတွေဖြစ်ကြပြီးသွားတော့အဲ့ဒီချိန်မှာကျွန်တော်ကတော်ရဲကိုတော်ရဲကနေမြို့ပေါ်မှာနေရင်ရဲဘော်တွေတိတ်ပြီးတယ်ပေါ့ဗျာနော်တက်တီဆောက်ရေးမှာဆိုတော့အဲ့ဒီမှာစိုင်းနေလင်းအဖမ်းခံရတယ်ကျွန်တော်တို့လုံခြုံရေးအရန်ညဝတီမြို့ပေါ်မှာနေနေနဲ့လုံနေတာနော်ကျွန်တော် ကျွန်တော်တို့ ရန်သူနေမြေထဲမှာနေရတဲ့အခက်အခဲကိုနားလဲတဲ့အခါကျတော့ပြည်သူလူထုရဲ့လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲကိုကျွန်တော်နားလဲတယ်ခံစားမိတယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့တော့ကျွန်တော် ပြင်ပပေါ့နိုင်ငံရေးပြင်ပကိုထွက်ခွာပြီးတော့ပြည်တွင်းမှာကျွန်တော်2022လပိုင်း9လပိုင်းဒီဗမာပြည်တွင်းမှာရှိပါတယ်နော်အဲ့တော့အခုတိဆက်လက်တော်လန်နေရနေနိုင်ချင်း နောင်လေးဆက်လက်တော်လှန်ဖို့ကြိုးစားနေနိုင်ခြင်းရဲ့အတိတ်ကအချက်ဟာအသက်ရှင်ရမယ်ခိုင်မာတဲ့အတွေးခေါ်နဲ့ဆက်လက်တော်လှန်ရမယ်အသက်မသိမချင်းငါတို့တော်လှန်နေနိုင်တယ်ဆိုရက်ဉာဏ်ပညာနဲ့စနစ်တကျတွေးတော်ဆင်ခြင်မှုကနေပြီးတော့ဒီနေ့ဒီချိန်ဒီခင်ဗျားတို့ကိုဒီစကားတွေပြောနိုင်တဲ့တော်လှန်ရေးကိုနိုင်တဲ့ဘက်ကဆင်နွှဲနေနိုင်ခြင်းဟာဉာဏ်ပညာနဲ့တော်လှန်လို့ပါ ဒါကြောင့်ပြည်သူလူထုကပါပါဉာဏ်ပညာနဲ့ပါပါပါပုံပါနီးတွေအများကြီးရှိတယ်မရင်ငယ်တော် KTB ကလူတော်ပတ်စံခိုးပေးနိုင်သေးတာပဲဗျာဘာလို့တော်လိုက်ရေးပတ်စံပေးတာဘူးမလဲပတ်တတ်ရပါလေအစိုးရတည့်ရမယုံနဲ့အိမ်မှာအတူတူအိမ်နေတဲ့ကိုမရတော့မသိအောင်မရင်ငယ်တို့ KTB တို့စော်တွေကိုပေးလို့ရနေသေးတာပဲတကယ်ပါခြင်းစိတ်ရှိဖို့တကယ်တော်လန့်ခြင်းစိတ်ရှိဖို့ တကယ်နိုင်ငံကိုပြောင်းလဲခြင်းစိတ်ရှိဖို့ပဲလိုပါတယ်မိုးကုတ်တန်ဘုံတန်တွေကိုပြန်ဆက်ရအောင်လိုရေးရောက်တော့မရောက်မိုးကုတ်တန်ဘုံတန်တွေနဲ့အတူဒီနေ့ကတော့အရခတ်တက်တော်အေးဘုကျုထုံမြတ်နိုင်ရဲ့မွေးနေ့ဖြစ်ပါတယ်58နှစ်မြောက်ဟိုဘက် channel မှာလည်းကျွန်တော်ပြောပြပြီဒီနေ့ကံမရေနန္တာရဲစခင်ကိုဝင်တိုက်ပါတယ်ကာပါစဆက်နှစ်ကိုရှော့လိုက်တော့နေနေပြစ်ပါတယ်မကွေးတိုင်းတရက်ခရိုင်ကံမရေနန္တာရဲစခင်ကိုဝင်တိုက်တယ်ရဲစခွေးခုနှစ်ဦးသိတယ်ဝင်ပါလား6နှစ်မနက်6နာရီ တရက်ကံမလာပဲယေနနာကျေးရွာရဲစခန်းယေနနာရဲကိစခန်းကစစ်တပ်က3စီးအင်အား30စီးအထက်တက်အုပ်ပံကားတွေနဲ့ဒါမဲ့တော်လိုင်းတက်တွေကဝင်တိုက်တဲ့အတွက်ခွေပြေးပြေးပြီးမတားပေါ်ပါတယ်အဲ့တော့ဒီလမ်းမိုင်းကအရေးပါတယ်လမ်းမိုင်းဖြစ်လို့ဆက်သွယ်ရေးမြောင်းနေ80မိုင်းနေအခိုင်အမာတက်ဆွဲထားတဲ့နေရာ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ခဲ့တယ်။ရဲဘော်တွေရောကြာပါတယ်။နော်။အဲ့တော့နတ်နတ်ခရမ်းမလုံလောက်မှုကြောင့်ပြန်လေဆုတ်ခွာမှုလောက်ကန်ရပါတယ်လို့တရက်ခရမ်းအမှန်လေးတည်ရင်ကပြောပါတယ်။အဲ့တော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့တရက်ခရမ်းစစ်ဌာနတရက်ခရမ်းအမှန်လေးတည်ရင်ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့နောက်တစ်ခုက short တိုင်းဒုံးနဲ့တစ်တဲ့ပြစ်မှတ်ကဘာသာ7နှစ်ဆိုတာ အရေးကြီးတဲ့စိတ်ယုံတွေ။အဲ့တော့ကပ္ပဇစက်ယုံတွေကိုပြစ်မှတ်တာတိုက်ခိုက်နိုင်ဖို့ဆောင်ရွက်နေတဲ့အခြေအနေကတော့တဖြည်းဖြည်းနဲ့စိတ်လာပါပြီ။ကပ္ပဇစနစ်ဒီမလားဆိုတော့လေချောင်းရံအတွက်လေချောင်းနဲ့ဘုံချဲနေတဲ့ဂျိုင်ရိုကော်ပတာတွေဆက်တက်လေကြီးတွေလေမြန်တွေ ဘုံမကျဲနိုင်အောင်ရောဘလို့လုံမလဲဆိုတဲ့ကိစ္စလဲကျွန်တော်တို့စဉ်းစားရမယ့်ကိစ္စပါငှက်ပြစ်ငှက်ကင် project ကတော့ပလုံသွားပြီပြည်သူကလေရင်နဲ့ဘုံမကျဲအောင်အခြားပြည်သူတွေပေါ့ဗျာနော်အခြားပြည်သူလူလူတွေဘုံချင်းမခံရအောင်နိုင်ငံတကာအကုံဝိုင်းလှူတယ်ဒါပေမဲ့အခုအချိန်ထိငှက်ကင် project နဲ့ပတ်သက်တဲ့ငွေကြေးတစုံတရာငှက်ကင် project ကရတာကို ဟိုဒီလေချောင်းရံကာကွယ်ဖို့လှုပ်ဆောင်မှုတစုံတရာခိုင်ခိုင်မာမာတရားဝင်တော့ပြတ်တာမတွေ့ရသေးဘူးအဲ့တော့ဒီနေရာမှာမိုးကုတ်ကိုပဲပြန်ဆက်ရတယ်မိုးကုတ်ကိုလေရောင်းလေပြင်းနဲ့ဘုံကျဲကိုကျဲလိုက်မယ်တန်ဘုံတီးလို့ကျဲမှာမဟုတ်ဘူးဒီတိုင်းနေလေကျဲမှာအဲ့တော့မိုးကုတ်မျိုးသူမျိုးသားတွေကမိမိလုံခြုံရေးအတွက်မြေအောက်ခန်းတွေဘုံခုချင်းနေစနေတရားပြင်ဆင်ထားပါစနေရီကစနေရီပြင်ဆင်ထားပါမိုးကုတ်ကဖြင့်စစ်ပွဲကြီးပါလိမ့်မယ် ဒီလိုအခြေအနေမျိုးတွေမှာပြည်သူလူထုအောင်စိတ်အပြည့်နဲ့တန်ပေါင်းတီးတဲ့အတန်တော်လိုင်းရဲ့ဂုံပြူတန်ဖြစ်မှတ်ယူပေးပါမိုးကုတ်ကဖစစ်တက်ကိုလက်မခံကြောင်းတယုံကိုစန့်ကျင်ကြောင်းတန်ပေါင်းတီးဂုံပြူမှုကိုလေစာအတိမတ်ပြုဂုံပြူရောင်းမိုးကုတ်လိုပဲလွမြောက်နေမိများကညီမနိုင်ငံတဝမ်းလုံးကမလေးရှားထက်ကျယ်တယ်လို့အန်ယူဂျီဝင်ကြီးတော်ဇော်ဝေဆိုးပြောရတဲ့ဒေတာကသူတွေကညစဉ် ဖစစ်တက်ကိုလက်မခံကြောင်းတန်ပုံးဒီတပိတ်ဆောင်ရွက်ရင်ရောမရနိုင်ဘူးလားစဉ်းစားကြည့်တာပါအဲ့တော့ဟိုဘက် channel မှာကျွန်တော်ပြောသလိုအန်ယူဂျီဟာရွေးကောက်ပွဲကိုရပ်တန့်မယ်လို့စိတ်ကူးရှိတယ်ဆိုစစ်ကတော့ဒီအချိန်မှာစတိုက်တင်ပါပြီမရပ်တန့်ဘူးလားဒီတိုင်းပဲကြည်နေတော့မှာလားသို့မဟုတ်ပြင်ဆင်နေတာလားဒါကိုတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့အချိန်ဟာတော့ထိုးစစ်ကိုစတင်ပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နေရာဒေတာတွေကို စတင်ရက်တန့်ဖြစ်ဖို့စစ်ပွဲကိုစတင်ဖို့အချိန်ရောက်နေပါပြီ။နောက်ကျနေပြီလို့တော့ပြောလို့ရတယ်။လာမယ့်7လပိုင်းမှာလုံမဲ့ရွေးကောက်ပွဲကိုလုံလို့မရအောင်ကိုလေကောက်ပွဲလုံမဲ့နေရာတွေရွေးကောက်ပွဲဝင်မဲ့အမတ်တွေရွေးကောက်ပွဲလုံရင်မဲပေးမဲ့စက်ခလုံးတွေဟာမိုးပေါ်ကကြာလာတာမဟုတ်ပါဘူး။ နေပြည်တော်ကပို့တာဖြစ်ပါတယ်အဲ့ဒီလမ်းကြောင်းတွေကို ဖြတ်တောက်တာတွေအဲ့ဒီမဲပေးမဲ့ electronic set တွေကိုဖျက်ဆီးတာတွေအစရှိတာတွေကိုအခုတည်းကစပြီးတစားချင်းရိုက်ချိုးပြီးဒိုးစစ်နဲ့ရှည်ပြီးလက္ခဏာတွေစဖို့အချိန်ရောက်ပြီးမိုးကုတ်ရဲ့တော်လန်တန်ပုံတန်ဟာအောင်ဘွေးရဲ့နမိတ်တန်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ် ရွေးကောက်ပွဲကိုတကယ်ဖြတ်ရင်စစ်ပွဲကိုစတင်တယ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်